မင်္ဂလာပါပရိသတ်ကျေလို့ရှင်ကျမတို့ရဲ့မီဒီယာ channel ကနေဒီဇင်ဘာ၄ရက်နေ့အတွက်နောက်ဆုံးရနှုပညာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။နောက်ရင်တော့ပြုထားသလိုပိုင်တကွန်ရဲ့မင်္ဂလာပွဲမှာလုပ်ခဲ့တဲ့ပိုင်တကွန်မေရဲ့ပြုမှုတစ်ခုကိုပြောပြလာတဲ့ဟိုတယ်ဝန်ထမ်းတူတဲ့ထိတ်တန့်တထေးကြီးနဲ့ချစ်သူတော်ထားရတာကြောင့်ခရိုနီကရော်ဂျီဝုမုံရွှေရောင်မရဘူးတဲ့ဆုနဲ့ခြေပြလိုက်တဲ့မေမြင့်မုံတဲ့မန္တလေးမှာကနောင်မင်းသားကြီးရဲ့အယိုးကိုရှာတွေ့နေဆိုပြီးပွဲဆုနေတဲ့တဲ့ တမျိုးလုံးမျက်နှာအိုးမဲတုတ်တာမှမကြသေးပဲပွဲလန်တို့ဖြောင်းဝင်းကင်းကခွင်ကောင်းရှူနေတဲ့ရှင်ဖုံးပြေတည်င်းပဲဖြစ်ပါရဲ့ရှင်။နောက်ရင်တော်ပြူသားတလူပိုင်တကွရဲ့မင်္ဂလာပွဲမှာလုပ်ခဲ့တဲ့ပိုင်တကွအမေရဲ့ပြုမှုတစ်ခုကိုပြောပြလာတဲ့ဟိုတယ်ဝန်ထမ်းတူ။ပိုင်တကွအမေကနောက်ရင်တော်ပြူကတားရဲ့ပတ်စံတွေကိုမှတ်မောနေကြောင်းဆိုပြီးတည်င်းနဲ့တောက်ဆောင်ထွက်လာပါတယ်။ဒါပြင်ဆယ်လီဝင်းမင်းတန်းနဲ့ဂျွန်လွင်တို့ကလည်းပိုင်တကွဘက်ကရက်တီလာတာပါ။ ဒါပြင်ခုဆုံးပိုင်ဒဂွန်တို့မင်္ဂလာဆောင်ဖြစ်ပျက်ခဲ့တဲ့ဝန်ထမ်းတယောက်ကလည်းမင်္ဂလာပွဲမှာတော့မစင်ကျင်နိုင်ပဲလွတ်ခဲ့တဲ့ပိုင်ဒဂွန်အမေရဲ့ပြုံမှုကိုပြောပြလာတာဖြစ်ပါတယ်။အစောပိုင်းမှာတော့လူတော်တော်များများကပိုင်ဒဂွန်ကိုဖြစ်တင်နေကြတာပါ။ဒါကလည်းပိုင်ဒဂွန်အမေကြောင့်လို့ဆိုရပါမယ်။ပိုင်းကောအမေကပြီးခဲ့တဲ့ရက်ပိုင်းမှာတားကသူမကိုခင်မဆိုင်ဘူးပတ်စံတစ်ချက်မှမပေးဘူးစာသဖြင့်ပြောလာတာပါဒါကြောင့်လဲပိုင်းကောကိုတားအပြင်မိသားစုဝင်ဖြစ်ကနေထုတ်ပြန်လိုက်ချောင်းပြောလာတာဖြစ်ပါတယ် ဒါပြင်တောက်လျှောက်ဆိုသလိုပိုင်းကုတ်စနီကမင်္ဂလာပွဲမှာကလေးကပိုင်းကုတ်မိပါလေးကိုနှိမ်ချောင်းအစားတောက်တောင်သူများနဲ့မတူတာကြွေးပြီးခုံကိုလည်းမတူမတန်မမျှမတချာထားကြောင်းပြောလာတာဖြစ်ပါတယ်။ဒါကြောင့်လေလူတွေကခံပြင်းကြတာပါဒီကြားလေးပိုင်းကုတ်ကိုစနီးတွေကအိမ်နဲ့အဆက်အသွယ်မလုပ်ရဘူးဆိုပြီးတော့လေတာထားကြောင်းတည်င်းနေထွက်ခဲ့ပါသေးတယ်။ ဒါရီကုံပါရီကုံရဲ့ဆရာမောင်တဲ့အေဂျင်စီပိုင်ရှင်ဂျွန်လွင်ကပါရီကုံဟာမိသားစုကိုတိမ်မောင်း3000ခွဲတန်အိမ်ဝယ်ပေးထားကြောင်းမိဘပေါ်တာဝန်ကြီးရဲ့တားဖြစ်ကြောင်းခြားပြလာတာပါ။ဒါပြင်တချို့သော တွင်းတီတွေကလည်းပါရီကုံနဲ့မိသားကပြဒနာကိုအခုလိုပြောလာတာပါ။ပါရီကုံဟာအိမ်တော်မပြုတ်ခင်လူပြိုဘဝမှာရောသမျှနှုပညာကြီးအားလုံးကိုမိဘကိုပဲအပ်တယ်လို့ဆိုပါတယ်။ပိုင်ကောအမေဟာနောက်ရီတောင်မို့လို့လေပိုင်ကောဟာအဖေတူမေကွဲမောင်နှမတွေကိုထောက်ပံ့ခဲ့ရကြောင်းပြောကြတာဖြစ်ပါတယ် ဒါပေမဲ့အိမ်တောင်ပြုပြီးကိုယ့်အိမ်တောင်ကိုထူထောင်လို့မပေးချိန်မှာမိခင်ကြီးကပြဿနာရှာလာလို့ဆိုပါတယ်။ဒါတော့ပိုင်တကွန်ဟာလူပြိုဘွားမှာမိသားစုကိုတိမ်မောင်းတောင်းချီတန်းနဲ့ငွေနဲ့အိမ်ကိုထောက်ပံ့ခဲ့ကြောင်းပြောကြတာပါ။ဆယ်လီဝင်းမင်းတန်းကလည်းပိုင်တကွန်ဟာမိသားစုကိုတောင်းဝင်ကြည့်တဲ့သားဖြစ်ခဲ့ကြောင်းခြားပြလာတာဖြစ်ပါတယ်။ပိုင်ကောအဒီလောက်တောင်းဝင်ကြည့်ခဲ့တာတော့မှမိခင်ကြီးကမကျေနပ်နိုင်သေးတာပါပိုင်ကောအမေပြက်တနာရှာတဲ့အကြောင်းကိုလည်းဟိုတယ်ဝန်ထမ်းလေးတယောက်က အခုလိုရှင်းပွင့်ခဲ့ပါသေးတယ် သူဟာပိုင်းတကုံမင်္ဂလာဆောင်မှာဟိုတယ်ဝန်ထမ်းဘဝနဲ့တာဝန်ချခဲ့ကြောင်းပိုင်းတကုံဇနီးဟာပိုင်းတကုံဆွေမျိုးတိုင်းဝိုင်းနေကုန်မတူတလူမတန်တလူဆက်ဆန္ဒမျိုးကျွေးမွေးတာမျိုးမရှိဘူးလို့ဆိုပါတယ်။ဒါပြင်ညစာစားပွဲခန္ဓာမင်္ဂလာဝယ်တင်မှာဆိုမိခင်ကြီးကငွေတောင်းကြောင်းငွေမရရင်ပွဲမထွက်ဘူးဆိုလို့ပိုင်းတကုံခမလူကြတဲ့ငိုခဲ့ရကရောက်ခမတွေကတော့ချော့ခင်ရတယ်လို့ဆိုပါတယ်။ဒါကြောင့်လေပိုင်းတကွန်က မိခင်ပြောသလိုမဟုတ်ဘဲတားလိမ်ပါပါလို့အားလုံးကထောက်ခံလာကြတာပါ။ ပိုင်းကောအခုဆုံးမိခင်ကြီးကြောင့်မီဒီယာတွေ page တွေမှာပြောဆိုခံနေရတာတော့မှ မိခင်ကြီးကိုအပြစ်မပြောဘဲငြိမ်းနေတာလည်းဖြစ်ပါတယ်။တဟာပိုင်းကွန်ကမိခင်ကြီးကိုကာကွယ်ပေးထားနေဆိုတာသိတာနေတာပါ။ပိုင်းကောမိဘက်ကကြည့်ရင်လည်းအောင်မြင်တဲ့သားလေးမို့တပေါ်အလုံးအားကိုးခြင်းသူမကိုထောက်ပံ့စေခြင်းမုံရပါတယ်။ဒါပေမဲ့အင်တာနက်ပေါ်မှာကတော့အမြင်မတူမှုတွေကရှိနေတော့မှဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရော ပိုင်းကုန်နေသူမိခင်တော်ခင်သူဘသူမလို့ဘသူမှန်တလေဆိုတော့ကိုပြောသွားကြပါအောင်ရှင်ကြည့်ရှုအောင်ပေးကြတဲ့ပရိသတ်တွေအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ရှင်ထိုက်တန်းတတိကြီးနဲ့ချစ်သူတော်ထားရတာကြောင့်ခရိုနီကရောကြီးဝမ်မုံရွှေကြီးတော်မရဘူးတဲ့ဆုနဲ့ခြေပြလိုက်တဲ့မေမြေမုံဝမ်မုံရွှေကြီးရောင်လို့တော်မရဘူးတဲ့ဆုကိုယူပြီးကုန်းစားနေတာကမေမြေမုံပါ လက်ရှိမြန်မာအမှုပညာလောကမှာဖက်ရှင်အလန်းဆုံးနဲ့တည်ဥဆောင်ကောင်းဆုံးမင်းသမီးတစ်လက်ကိုညွှန်ဆိုရမယ်ဆိုရင်မင်းမြင့်မှုကိုခြံထားခဲ့လို့မရပါဘူး။သူမရဲ့တည်ဥဆောင်ပြည်ပြင်းမှုတွေဖန်ဆားနိုင်တဲ့အလားတရားတွေကြောင့်ပြည်သက်ချစ်တော်ဖြစ်နေသူပါ။ဒီလိုနာမည်ကြီးနေချိန်မှာပဲမင်းမြင့်မှုရဲ့အခြေရေးတည်င်းကလည်းလှုပ်လှုပ်ခက်ခက်ဖြစ်လာခဲ့ပါတယ်။အတိုင်းဝမ်းကြားမှာထွက်ပေါ်နေတာကတော့မင်းမြင့်မို့ရဲ့ချစ်သူဟာတာမန်မဟုတ်ဘဲအကောင်ကြီးကြီးရုပ်ရှင်ပရိုဂျူဆာကိုပိုစန်းဖြစ်တယ်ဆိုတဲ့သတင်းမှာပဲ ထိတ်တန့်တတိကြီးတူးနဲ့ချစ်သူတော်ထားရတယ်လို့တည်င်းကြီးနေချိန်မှာပဲမင်းမြမှုကသူမရဲ့အရေးချင်းကိုနိုင်ငံတကာလည်းမှာတက်တည်ပြလိုက်ပြန်ပါပြီ။အဲ့ဒါကတော့ကိုရီးယားနိုင်ငံမှာကျင်းပပြုလုပ်တဲ့ Korean Influencer and Business Awards ပွဲကြီးမှာမင်းမြမှုက The Global Entertainment Influencer Import Award ဆိုကြီးကိုဂုဏ်ယူဝင်ကျော်စွာဆုခုရရှိခဲ့တာပဲဖြစ်ပါတယ်။ဒီချက်ကဘာထူးခြားလဲဆိုတော့ဗီဒီယိုဆက်မှာပြောသလိုဒီစုဟာနုပညာလောကရဲ့ထိတ်တန့်မင်းသမီး ခရိုနီခရွန်ကြီးလိုတင်စားခုံဝါကြတဲ့ဝေမုံရွှေကြီးတောင်မှမရရှိဘူးတဲ့ရှားပါစုတစုဖြစ်နေလိုပါပဲပြည်ရင်းမှသာမကနိုင်ငံတကာကပါတိမှတ်ပြုတဲ့စုမျိုးကိုရရှိခဲ့တာကြောင့်မင်းမြင့်မှုရဲ့အောင်မြင်မှုရှင်ဟွာကတကယ်ကိုထိတ်ဆုံးရောက်နေပြီလို့ဆိုရမှာပါမင်းမြင့်မှုကိုယ်တိုင်ကလည်းတီးဆုကိုရရှိခဲ့တဲ့အတွက်အရန်ကဝမ်းသာကုန်ယူမိပါတယ်ပုံမကောင်းမွန်တဲ့တရားဆောင်တရားဖြစ်လာဖို့ဆက်လက်ကြိုးစားသွားပါမယ်ဆိုပြီးဝန်တာပီတီစကားပြောကြားထားပါတယ် မန္တလေးမှာကနောင်မင်းသားကြီးရဲ့အယိုးကိုရှာတွေ့ရင်ဆိုပြီးပွဲဆိုနေငလင်းချောင်းပြစီခဲ့တဲ့မန္တလေးတောင်ချေကဆန္ဒမှုနီဖီးယားကိုပြန်လဲပြုပြင်မှုလမ်းကျဉ်တူရကနေကနောင်မင်းသားရဲ့အယိုးကိုရှာတွေ့ရဆိုပြီးပွဲဆိုနေတယ်လို့သိရပါတယ်တကယ်တော့ကနောင်မင်းသားကြီးရဲ့အယိုးဟုံးမဟုံးမသေးကြပေမဲ့လည်းအဆိုပါဆန္ဒမှုနီဖီးယားကို တူးစင်မှငွေနဲ့ပြုတ်လုပ်ထားတဲ့ဖယုံသီးပုံအယိုးတစ်ခုကိုတွေ့ရှိခင်ရတာပါ အဲ့ဒီယူကိုနိုဝင်ဘာ30ရက်မှာတွေ့ရှိခဲ့တယ်လို့ဂောဘကအဖွဲ့ကထုတ်ပြန်ထားပြီးသမိုင်းပညာရှင်များကအပြေရှာနေစေဖြစ်တယ်လို့သိရပါတယ်။ဒါ့ပေမဲ့လည်းမြန်မာပြည်သူတွေကတော့မဆောင်နိုင်ပဲအကျိုးတွေကအလောင်းပန်ရှင်ဘသူလဲဆိုတာကိုစိတ်မနဲ့ဖြေရှာနေကြပါတယ်။အယိုးတွေ့ရှိရာစံနှမှုနေဖျားဟာနေနေရညမဟုတ်ပဲမင်းတို့မင်းဟာသူ့ရဲ့ယာယီစံနှမ်းကိုဖျက်ပြီးအဲ့ဒီနေရာမှာညီတော်ကနောင်မင်းသားနဲ့တားတော်တွေရဲ့အလောင်းတွေကိုကူသွင်းခဲ့တာဖြစ်ပါတယ်။ ခုနှစ်နှစ်တောင်ကွာဝေးမှာဖျားတီးခဲ့ပါတယ်။အခုတွေ့ချင်းရတဲ့အယိုးအိုးမှာလည်းမြန်မာတက္ကသိုလ်1295ခုနှစ်ကစုံလာစန်းနဲ့ရလို့စာထွင်းထားတာမို့ဒါအဲ့ဒီတုန်းကကူသွင်းခဲ့တဲ့ကနောင်မင်းသားကြီးနဲ့တားတော်ရီတွေကတယောက်ဖြစ်နိုင်တယ်လို့ယူဆနေကြတာပါ။ဒီထွင်းထားတဲ့ခုနှစ်ရအယိုးအိုးဟာနှစ်တရာတက်တန်းကျော်ရှိတယ်လို့ယူဆရပါတယ်။အိုးတွေကနေတွန်းနဲ့လက်စစ်တချို့ထွက်ရှိလာတာကိုတွေ့ရှိချိန်ရိုက်ကူးထားတဲ့ရုပ်တံတချို့မှတွေ့ရပါတယ်။ ဒီအယိုအိုကိုရှင်အောင်ကြံပေးပညာရှင်ရှင်အောင်သူတေသနာဌာနတာဝန်ရှိသူတွေအုပ်ချုပ်ရေးဖွဲ့ရင်းနဲ့ဆွေမျိုးတော်သူတွေက လာရောက်ကြည့်ရှုခဲ့ရလို့ဂောပကအဖွဲ့ကထုတ်ပြန်ထားပါတယ်။လူမှုကွန်ရက်မှာထွက်ပေါ်လာတဲ့ရုပ်သံတချို့မှာတော့ဆွေတော်မျိုးတော်သူကဘိုးဘီးရင်ရဲ့လက်စကံပြောဆိုလာတဲ့အကြောင်းအရာကိုမြင်ညာပြီးအခုတွေ့ရှိတဲ့အယိုအိုဟာကနောင်မင်းသားကြီးရဲ့အယိုမဖြစ်နိုင်ဘူးလို့ပြောတာလည်းတွေ့ရပါတယ်။ ဒီနေရာမှာပြင်စီမင်းသားစင်ကုမင်းသားမလွန်မင်းသားတို့ကိုလည်းကန့်မြုပ်ထားတာကြောင့်မင်းသားတပါးပါးရဲ့ရိုးတော်ဖြစ်နိုင်တယ်လို့သူကဆိုပါတယ်။အယိုးမှခနိုင်တာရဲ့ခုနေဟာယတိကြီးဥခန်ကြီးကဆန္ဒမုန်ီဖျားကြီးကိုကြောက်စာကုကြောက်စာချက်တမစီတီတွေထောင်တဲ့ချီတီကပူဇော်ခဲ့တဲ့ခုနေဖြစ်ပါတယ်။ မန္တလေးမြို့ခြေဆိုင်ရှင်ဟောင်းသူတေတနာလေးလာသူတချို့ကတော့ကနောင်မင်းသားကြီးရဲ့ဆွေတော်မျိုးတော်လေးရင် DNA နဲ့တိုက်စစ်ကြည့်မယ်လို့သိထားရကြောင်းအစောပိုင်းကပြောထားပါတယ်။အစောပိုင်းရိုးကိုတွေ့ရှိခဲ့တဲ့ပုံမြမပြည်သူတွေကတော့ DNA စစ်လို့ကနောင်မင်းသားရဲ့အယူဆိုရင်တော့မန္တလေးမှာထိမ့်မှတ်ဗိမ့်မှန်တည်ထားတဲ့နေကနောင်မင်းသားကြီးဆိုတော့တိုင်းပြည်ပေါ်စေတနာရှိတဲ့ပြုပြင်ပြောင်းလဲရေးသမားမဟုတ်လားထိုက်တိုက်တဏံဂုံပြုတ်တင်ပါတယ်လို့အချံပြူထားတာကိုတွေ့ရပါတယ်။ ပရိသတ်ကြီးတို့ရောမန္တလေးကငလင်ပေးတင်ဖျားကြီးမှာကနောင်မင်းသားကြီးရဲ့ရိုးအိုးပေါ်လာတယ်ဆိုပြီးပွဲဆူနေကြတဲ့ပုံဘလူးများထင်ကြပါသလဲနော်တမျိုးလုံးမျက်နှာအိုးမေးတုတ်ထားတာမှမကြသေးပဲပွဲလက်နှုံဖြောင်းဝင်ခင်းကအခွင့်ကောင်းယူနေတဲ့ရှင်ဖုံးပြိတ်မင်္ဂလာပါပြိတ္တများရှင် မြန်မာတနိုင်ငံလုံးမှာရှိသမျှမိမတွေအားလုံးကိုသူ့ရဲ့အနာဂတ်ဇနီးလောင်းလို့သဘောထားပြီးတော့ပွေရှုပ်ပတ်ရှုပ်နေတဲ့ရှင်ဖုံပြေကအခုလိုမျိုးအကိုဖြစ်သူနဲ့အမေပြက်တနာတက်နေတဲ့အချိန်မှာသူကသားကောင်းရတနာလေးတယောက်ဖြစ်နေပွဲလွန်နှုံဖြောင်းဝင်ခင်းပြီးတော့နာမည်ကောင်းနေယူနေပါတယ်မိသားစုအကြောင်းကိုတည်တည်ချာချာဂဂနနမသိပဲမယောင်ယောင်စီလူးနေတယ်လို့သူကတလောကလုံးကိုပြန်ပြီးတော့ကြွေးကြော်ပြောဆွလိုက်တာပါအကိုဖြစ်သူကိုလည်းရိုင်းရိုင်းဆိုင်ဆိုင်စကားတွေနဲ့ အောက်တန်းကြဆောင်ကွင်းနဲ့နိုင်ပြောဆိုခဲ့တာတွေကြောင့်မြင်ရတွေ့ရတဲ့ပြည်သူတီအားလုံးကဧကပီတော်ကေမဲ့ကောင်ကအခုတော့လူကြီးလူကောင်ဝင်လုံနေတယ်ဆိုပြီးအတကုံမုံနေကြပါပဲအခုလိုဖြစ်နေတဲ့ခြေနေကြီးမှာပွဲလန့်တို့ဆိုရှယ်မီဒီယာပေါ်တက်ပြီးဖြောင်းဝင်ခင်းတာထံအမိနဲ့ကိုရဲကြားတဲ့ကပြဿနာကိုလူသူမသိစေဘဲနဲ့တိတ်တဆိတ်လေးဖြစ်ရှင်းပေးတင်ပါတယ်ဒါမှသာလေအကောင်းဘက်ကိုလူလာတဲ့သူတူဖြစ်မှသေးကြပါ အခုတော့သူက အကိုကိုရမ်းရမ်းဆန်းဆန်းပြောပြီးတော့အမေနဲ့ပုံမတွဲခွဲအောင် ခွဲနေတဲ့သဘောမျိုးပါပဲ။ဒါမှသာအမွေလေးခွဲတဲ့အခါပိုင်တကုတ်အစား "तू ကပုံရအောင်ဆိုပြီးအကြံနဲ့မီးလောင်ရလေးပင်းလုံနေတာပါ"ဒါအပြင်သူကတစ်ချိန်လုံးကတော့မိမတွေရှုံအိမ်ကိုနင်းနာကြီးတွေတောင်းပြဿနာတွေအမျိုးမျိုးရှာခဲ့တဲ့တာဆူတာမိုက်ဖြစ်ပေမယ့် အခုတော့အမေဖြစ်သူဒေါ်ကျူကျူရဲ့အကြောင်းကိုရေးသားထားတဲ့ media page တွေရဲ့ comment အောက်ကိုဝင်ပြီးတော့ငါမိသားစုကိုထင်ရင်ငါနဲ့ညီမယ်လို့ချင်းကြောက်ပြောဆိုပြီးတော့တာကောင်လီလုံနေခဲ့ပါတယ်။သူပြောတဲ့စကားတွေကိုလည်း배 media ကမှမကြောက်တလို့ဘသူကမှလည်းအထင်မကြီးကြပါဘူး။မီဒီယာတွေကဒီတိုင်းပြည်သက်တရားချပြတဲ့အကြောင်းအရာတွေကိုသူဟာသူ့ကိုဗလိမ့်နေတယ်သူ့မိကိုဗလိမ့်နေတယ်လို့ပဲယူဆပြီးတော့အောက်ကနေလိုက်ပြောခဲ့တာပါ သူကလည်းမီဒီယာတွေကိုချိန်ချောင်မီဒီယာတွေကလည်းသူ့ကိုမကြောက်လို့ posting အဲ့ဒီလိုနေပဲတန်တရာကလည်းအခုဆိုရင်တပတ်လည်နေပါပြီဒေါ်ကျူကျူကတော့တားစောနဲ့စင်းယုံရောက်တော်မလားမသိပေမယ့်ပိုင်တခွန်ကတော့ကန်းချီမှာဇနီးလေးနဲ့ပျော်မြူနေပါတယ်ရှင်ဖုံးပြေကတော့ social media ပေါ်မှာပဲတွေ့သမျှမီဒီယာတွေကိုပဲ like ဆဲနေတာပါဒါဆိုရင်ပြည်သက်ကြီးတို့ရောအခုလိုမျိုးတားကောင်းလေးဝင်လုံနေတဲ့ပိုင်တခွန်ကြီးနဲ့ပတ်သက်လို့ဘယ်လိုများထင်မြင်မိကြပါသလဲရှင်